အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အထက်ကအရှိတွေက PDF ဆို အသေးကြောက်ပြီးအချင်းချင်းစတုသားစားကြသည့်အပေါ်ပောက်ကွဲလာတဲ့အဖသာပြည်သူစစ်အဖွဲ့ဝင်မောင်ရစားရဲ့ပောက်ကွဲတံကိုတင်ဆက်ပေးလိုက်ပါတယ်မနက်ဆက်လိုက်ခွင့်ခုကျွန်တော်မရသေးဘူးမရသေးဘူးဆိုတာကျွန်တော်ရှိရောတချို့တချို့တော့စင်ပြေပြင်ကကျွန်တော်ရဲ့ညီကိုတွေလမ်းပြီးတရင်ပြပို့တာလေးတွေအာကျွန်တော်လက်ခံနေလို့ပါတချို့တချို့တော့နေရာတွေမှာသူတို့ရဲ့အခက်အခဲလေးတွေကျွန်တော်ပြောပြရလိုက်ကျွန်တော်အဲ့ဒီအခက်အခဲလေးကို ဘယ်ပုဂ္ဂိုလ်မှတင်ပြလို့မရဘူး။ဘာကြောင့်လဲ။စစ်တီတီရဲ့အခက်အခဲဟာစစ်မြေပြင်မှာတကယ်တမ်းကြုံတွေ့နေရတဲ့အနေအထားတစ်ခုအရေးကြီးတယ်ပြောတယ်။တဆိုင်ရကလက်ခံမှာမဟုတ်ဘူး။ဒါဆိုလေ तू ကစစ်ရဲဘော်တွေပြောတဲ့အခက်အခဲကျွန်တော်တို့ကပြောပြရင်အပေါ်ကပုဂ္ဂိုလ်တွေကမင်းတို့ရှိမှတရားဖြစ်တဲ့ဟုတ်သလားမေးလိုက်။အောက်ခြေကအုပ်ချုပ်သူပုဂ္ဂိုလ်တွေကဟုတ်တယ်လို့ဝင်ခံလိုက်ရင်တို့ညံ့ရကြပြီလေ။အဲ့တော့အမဟုတ်ဘူးကျွန်တော်ဒီမှာဘလို့အစဉ်ပြေးပါတယ်ကိုလေးပြောတဲ့စကားအလကားဖြစ်သွားတယ်။ဆိုတော့ကျွန်တော်ဘယ်နေရာကလဲ ဘေးစစ်တီတီပြောတာလဲလို့မပြောချင်ပါဘူးတို့ရဲ့အခက်အခဲတစ်ခုလက်ရှိမိုးရသည်ပေါ့နော်စပါပြီနော်ဒါမိုးရင်းမုန်တိုင်းတန်းကြောင့်ဒီဘက်ကြီးမှာ20ရက်နေဝင်ကြလောက်ကစပြီးမိုးရတယ်ဆိုတော့ပထမရက်တည်းကလည်းမိုးရီရွာထားတဲ့အချိန်နဲ့တစ်ပင်လေးတွေကရွံ့လို့လေးတွေထိုးလာပြီဆိုတော့လေချောင်းကနေအောက်ခြေကိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့အနေအထားနံပါတ်1မရှိတော့နံပါတ်2တောင်ကျချောင်းလေးကြောင့်တောင်ကျဒီတောင်ကျရေလေးကြောင့်တချို့ချောင်းလေးရေပြည့်တယ်တချို့မြောင်းလေးတွေရေပြည့်တယ်ဘန်ဂါဒီမှာရေဝင်တာဒီ မြေခွေးကြီးနေမှာရေဝင်တာတွေရှိတယ်။အော်ခက်ခဲမီးမွှေးလို့မရတဲ့အခက်ခဲလေးတွေလည်းရှိတယ်။ပြဿနာကြီးရဆက်လို့။ဆက်ဆက်ကြီးအခက်ခဲတွေလည်းရှိတယ်။လက်ရှိနေမှာရန်သူကလည်းအင်အားအလုံးကြီးနဲ့လာမတိုက်ဘူး။ဘာကြောင့်လဲ။မြေကြီးတွေချုံနေပြီလေ။အဲ့တော့လေးချောင်းကြီးကလည်းထိရရောက်မပေးနိုင်တော့ဘာကြောင့်လဲ။တက်ပြင်းနေတဲ့တက်ပြင်းနေတဲ့အရွက်တွေစိမ့်ပြီးအောက်စီတွေမမြင်ရတော့အဆင်ပြေဘူး။အဲ့လိုနေတိုင်းမှာရန်သူဘက်ကစနိုက်ပါတုံးလာတယ်။မိမိဘက်မှာကအခွဲတိုက်နေပါလား။ တမဟုတ်ကောင်းတယ်နော်နိုင်ငံတော်အစ်စ်နိုင်ငံတော်တကူကာကွယ်ရေးတပ်မတော်ကြီးမှာစနိုက်ပါအင်အားအနေပြီးတော့တပုံလို့ပြောတဲ့ရန်သူတွေမှာစနိုက်ပါပရိုဂရမ်ရှိတယ်ဟိုခဏလာလဲပရိုပရိုနဲ့ချက်သုံးချက်ချောင်းပြစ်လိုက်ပြန်ပြေးလိုက်စနိုက်ပါနဲ့ချောင်းပြစ်လိုက်ပြန်ပြေးလိုက်ကျတော့စစ်တီတွေစိတ်တက်ကြလာဒီမြေခွင်းချင်းတွေကထွက်ရင်ဒီကရုချင်းတွေကထွက်ရင်ငါ့မြေစနိုက်ပါမှန်မလားဆိုတဲ့စိုးရင်စိတ်တွေသူတို့မှာဖြစ်ပြောပြဘာလို့မှမသိဘူးကွာကျွန်တော်စိတ်ညစ်တယ်တရတရဘေးရှင်မြတ်ငါမှန်မှန်မလဲဆိုတော့စိတ်ကြီးနဲ့နေရတာအဆင်မပြေဘူး တိုင်းလေကျွန်တော်တို့ပြပြတသားလှုပ်လိုက်ခြင်းလေနော်ရပါလေအလိုလိုပြလို့တိုင်ပွဲမှာသူဖြစ်ကိုဖြစ်သေးရတာအချောင်းမဟုတ်ဘူးတဲ့ဒီတိုင်းနေရင်လည်းဘယ်ရနေပြစ်ပါမလဲလို့စောင့်နေရင်လည်းပြရမှကြီးတော့တို့လည်းမလိုတာဘူးကျွန်တော်ဘာပြောရမှမသိဘာပြောလို့ပြောရမှမသိရေကလက်ရှိနေတာနေမှာမိုးရီကရွာလာပြီအတိရတရပေါ်တယ်မြမစက်သားဘလို့ဆဆဆင်ပြေစားနိုင်နေစားတတ်တယ်စားလို့ရကျွန်တော်တို့လည်းစားခဲ့ဘူးတဲ့စားလည်းစားတတ်တယ်တော့လည်းမအဆင်ပြေလို့စားတာကတော့လည်းအဲ့လိုမျိုးအခက်ဆန်းနေတော့ပြရနေ အဆက်ဘာမှရှိလို့တင်ပြလိုက်တယ်ထပ်တင်တယ်အဲ့ဒီတင်နေတဲ့စာရွက်တွေအဘွားလူကြီးတွေဟိုလူကြီးမအားဒီလူကြီးမအားမအားတာနဲ့မကြည့်နိုင်တာနဲ့လက်မထိုးဖို့ကြာနေရနဲ့အခန်းနဲ့တက်ရတာနဲ့ဒီအောက်ကိုရောက်မလာဘူးဒီအောက်မှာနေရစစ်တာတွေလူတွေအဘွားထောက်ပံ့ပစ္စည်းပို့မလဲသူတို့ဘာနဲ့စားမလဲဘာနဲ့စပြစ်မလဲအဲ့ဒီခက်ကလေးကျွန်တော်ပြောပြတယ်ကျွန်တော်တက်ဆိုင်အောင်အခုညတောင်းပေးတယ်လုတ်ပေးမယ်ညီလေးတပတ်ကျော်ကြာသွားပြီကျွန်တော်ပြောကိုယ်တိုင်ကြီးတဲ့ အဆင်မပြေဘူးလားလေကျွန်တော်တို့ပါလို့ဆိုကျွန်တော်တင်ပေးထားတယ်လို့ဒီကဘူးကျွန်တော်လည်းမမှတ်တယ်ကျွန်တော်လည်းဟဲ့အမေသွားလုတ်လိုက်ပါလို့လေကျွန်တော်ပြောလို့မရဘူးခင်လုတ်ပေးပါလို့လေကျွန်တော်မတောင်းဆိုပါနဲ့မရှိဘူးတောင်းဆိုလို့ရတဲ့အနေကားမျိုးလေမဟုတ်ဘူးအဲ့တော့ကျွန်တော်သူ့လိုပြောတော့တင်ပေးထားတယ်ဟုတ်ပြီဒုတိယကြိမ်ထပ်ပြောတယ်အဲ့ဒီအဥ္စာဝတီဘူးအခုရင်ဒါဒီမရောက်သေးဘူးလို့ပြောတယ်ကုညီပါအောင်ဘလောက်ပဲဒါကျွန်တော်လုတ်နေတဲ့ခံကုန်ပဲဒီတဲ့ဘူးကျွန်တော်လည်းမမှတ်တယ်တက်ဖွဲ့တွင်အတွင်ယူစိတ်ဝင်နေသည့်သူရှိုး9ဦးကိုမန္တလေး PDF ပေါ်ထုတ် မစီမပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးတွင်စစ်ကောင်စီကအသွင်ယူစေလွတ်ထားသည့်သူရှိုးခုနှစ်ဦးကိုစုံစမ်းဖော်ထုတ်တွေ့ရှိရကြောင်းမန္တလေး PDF ကယနေ့မေလ28ရက်တွင်အသိပေးသည်ကင်းတို့အားလုံးသည်မန္တလေး PDF ထံမှစုံခွာထွက်ပြေးပြီးနောက်လက်ရှိတွင်မြန်မာနိုင်ငံတွင်၌ရှိနေကစစ်ကောင်စီထံတရင်ပေးဆက်လက်လုက္ကင်နေဆဲဖြစ်ကြောင်း မန္တလေး PDF ပြန်ကြားရေးတာဝန်ခံကိုအော်စမွန်ကပြောသည်စစ်ကောင်စီကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်မန္တလေး PDF တွင် အခြေခံစစ်တင်နန်း၃လတက်ကစေဌာနတွင်တာဝန်ထမ်းဆောင်ခဲ့သည့်ရဲသွေးခေချီရအောင်ဆိုသူသည် အခြားရဲဘော်များနှင့်ရင်းနှီးမှုရယူပြီးအမည်ရင်းနှင့်နေရက်လိပ်စာများကိုပုံစံမျိုးစုံဖြင့်တောင်းယူဆူဆောင်းခဲ့ကာ2024ခုနှစ်ဒီဇင်ဘာ17ရက်တွင်တပ်မဆုံးခွာထွက်ပြေးခဲ့သည်ထို့ပြင်ရဲသွေးသည် မန္တလေး PDF ဦးဆောင်သူများအရာရှိများစစ်တီများဤထိခိုက်မှုအခြေအနေများကို ထောက်လန်းခြင်းတိုက်ပွဲစုံတီနေရာများကို ထောက်လန်းခြင်းစစ်ကောင်စီဤဝါရဖြတ်မှုများကိုတပ်ဖွဲ့ဝင်များကြားတရင်ဖြန့်ဝေခြင်းစိတ်တက်ကြဆင်းစေရန်ဖျားယောင်ပြောဆိုခြင်းများနှင့်တပ်မဆုံခွာထွက်ပြေးစေရန်ဆွဲဆောင်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းဆိုသည်ထို့အတူမန္တလေး PDF အခြေခံစစ်ပညာသင်တန်းဆင်းပြီးနောက်သင်တန်းဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်ကျော်စင်ထက်ပစောသည်လည်း မန္တလေး PDF လေ့ကျင့်ရေးသင်တန်းကွင်းတီနေရာများကိုစုံစမ်းထောက်လှမ်းရန်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိဗိုလ်မှူးတော်မဟုတ်ဗိုလ်ကြီးဟုယူဆရသူခေါခိုးဟူသည့် Facebook အကောင့်ပိုင်ရှင်ထံမှညွှန်ကြားခံရသူဖြစ်ကြောင်းမန္တလေး PDF ကဖော်ပြသည်အခုအထက်ကိုဆိုင်ဝေပြီးတော့အဲ့နေရာကိုသွားပို့ဖို့ကလည်းမဖြစ်နိုင်ဘူးဆိုတော့ဒါလေးတွေအရေးကြီးရှိဖို့လိုတယ်မွေးရတဲ့တပင်ဆိုင်ပွဲတော့လူကြီးတွေလုံနေကြမယ်နော်တပင်လေးတွေ အာဘယ်သူစိုက်ခဲ့တယ်သိမယ်ပေါ့ရွှေရွှေခရီးဦးလေးနဲ့ရွှေအဲရွှေကိုပြားလေးနဲ့တက်ပန်ဆိုင်ကြတယ်အဲ့မှာအဲ့ခန္ဓာကြီးလုံနေမယ်စာစစ်မြေမြရေဘော်ကြီးအတွက်ရိတ်ကရှိလားမရှိလားဘူးကောင်းတဲ့ခင်ပို့ကောင်းနော်မရှိတိုက်ပွဲဖြစ်နေတာမြို့ပေါ်မှာကလေးစာတင်နေတယ်ကြောက်အနိုင်ပွဲကြီးအာလူကြီးတွေအစအာအပိပြီးတော့လာဒီဝပညာကြီးအတုံးစီထောက်ပန်းစောင်းထောက်ပန်းနာတို့ခဲနာထောက်ပန်းနာတို့ဟလာပညာသင်စေထောက်ပန်းနာတို့အင်းကြီးဖြူစိန်ထောက်ပန်းနာတို့ရောက်နေတယ်စစ်မြေမြရေဘော်ကြီးရိတ်ခါထောက်ပန်းဖို့နည်းနည်းတရိယာအောင် အဲ့ဒီစစ်သားတွေမတိုက်နိုင်တော့ဘူးဆိုရင်ဒီကြောင့်တွေဖွင့်လို့မရတော့ဘူးအဲ့ဒီစစ်သားတွေမတိုက်နိုင်တော့ဘူးဆိုရင်စိုက်ထားတဲ့တိပင်းတွေလကားပဲအဲ့ဒီစစ်သားတွေမတိုက်နိုင်တော့ဘူးဆိုရင်သွားပြီနော်ဘလုံးမွေးတွေလည်းအေးစေးချင်းမလို့မရဘူးနော်မီးရှို့မီးပက်တွေလွတ်ပြီးတော့အလံလေးတွေလည်းဝေ့ရမ်းနေလို့ရမှာမဟုတ်ဘူးတို့အဲ့လောက်ပဲပြောချင်တာတို့ကြောင်းအနိုင်ကြီးကြောင်းအနိုင်ကြီးတီဗီထဲမှာပါတယ်သတင်းစာထဲမှာပါတယ်ပတ်စံယူရင်ဘလောက်အရေးယူခံရမလဲတကယ်တိုင်ရင်တကယ်အရေးယူမှာလားယူရှင်းပြောတာနော် စမကတခုလောက်တာတော့9000ပေးခဲ့ရလေသူများမို့ရာသီဝင်ပေးခဲ့တာပေးခဲ့ရလေဘသူအရေးကြီးလို့တော့တော့ပြောရင်နိုင်ငံတော်ဂျင်ဂျူပြည့်စုံနဲ့ထောင်းချတာဒါမှလည်းဟိုမှာစိုးယူထွန်းချုပ်ထည့်ရောက်နေပြီရာသာရောက်ခဲ့ပြီပြီနော်စကလုံးလေးတစ်လုံးမှားကိုယ့်ကိုယ်ပြည့်တယ်ဒီကောင်ကြီးငါ့အတွက်လုပ်ပေးနေပါလားပေးဖို့ပြည့်လေးပဲမင်းရန်သူမင်းရတက်ခဲ့လေရန်သူမင်းနဲ့ချုပ်တွေ့တာလည်းမမင်းနဲ့ဟာတန်းနဲ့ချော်လေးမင်းရဲ့လေမနော်လေးဟိုအမတ်တိကိပေးမယ်လေအဲ့ကျွန်တော်ဂရီပေးပါတယ်ကိုချင်းကြီးတော့တမသာတော့ထွက်ခဲ့လိုက်သမကမ်းများလေး 啊，那个不是小伟刚从那天出来的。不亲戚家人表达吧，爸爸你说表扬我爸嘞，没爸嘞，对了吧？现在对了就搞那么碰硬的，看你都还多孤独，我奶奶对吧？说路，我上古背，碰你妈了，我先他的，叫他叫他，我亲戚对了是不不表扬我们的，比你还对了吧？认为吗？လနဲ့နဲ့ဝင်ဘလောက်ဘလောက်ဆိုဘလောက်လနဲ့မဲဆိုဘလောက်လူကြီးဘလောက်ဆိုဘလောက်မတက်နဲ့ဖပါရင်ဘလောက်နိုင်ငံတော်ချင်းငွေပေးပါမယ်အစီအပြန်လုပ်တဲ့ဝန်ထမ်းတွေပြန်လာပါရှိလက်ရှိတောင်းထမ်းတော်နဲ့ဝန်ထမ်းကြတော့နှိတ်ကုန်တာမမင်းနဲ့ မားနေတယ်နော်ဟိုကဒီနိုင်ငံကိုသစ္စာမရှိလို့ဒီတိုင်းကြီးကိုသစ္စာဖောက်ပြီးတော့ထွက်သွားတာသူများတွေထွက်သွားတဲ့လူတွေမထွက်ပဲကြမ်းနေကြတဲ့လူတို့အမျိုးမျိုးဆဲအမျိုးမျိုးဒုက္ခပြီးအမျိုးမျိုးချင်းချောက်နေတာတော့ကြံ့ကြံ့ခံပြီးတောင်းဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကိုလေးစားရမှာပို့ပြီးတံမိုးထားရမှာမားနေတယ်နော်အမားနေတယ်အမရိုးကြီးအင်အားတစ်ခုလုံးနဲ့တမတော်ကြီးပဲရန်သူကိုတိုက်လို့မဖြစ်နိုင်ဘူး ပြည်သူတွေတမတော်ကိုထောက်ခံတဲ့တမတော်ကိုချစ်တဲ့ပြည်သူတွေကုညီနေတာကိုဂျေစုတရားတော်တည်တာမယ်ငါတို့ကိုကုညီနေပါလားငါတို့ကိုအင်အားဖြည့်ပေးနေတာပါလားသူစည်သူစာအမုန်းခံပြီးတော့အပတ်တွေဆုံပြီးတော့ငါတို့ကိုလှုပ်ပေးနေတာပါလားလို့နားလေပါအဲ့လိုမှဖွင့်ဘယ်သူမှလည်းမပေးချင်တော့ဘူးဘယ်သူမှလည်းမပေးပဲတမတော်ကြီးတည်တဲ့တမတော်တစ်ခုတည်းနဲ့ဒီစိတ်ပွဲကိုနိုင်မယ်လို့ထင်ရင်မှားသွားမယ်တမတော်တစ်ခုတည်းနဲ့ယက်တီလို့မယ်အဲ့ဒီတမတော်ဆိုတာပြည်သူကနေဖြစ်လာတာပြည်သူတွေကမွေးတဲ့သားသမီးတွေ စစ်တပ်ထဲဝင်လို့စစ်သားဆိုတာဖြစ်တာအဲ့ဒီစစ်သားဆိုတဲ့အစိုးရကြီးကိုတတ်မှတော့လို့ခေါ်တာဒီပြည်သူတွေကဒီတပ်ထဲဝင်တော့ရင်ဘာလုပ်မလဲအတင်းကျအာနိုင်နဲ့ပြည်သူစစ်ကိုတုံးလို့ခေါ်လိုက်ပြီဝင်လာပြီတင်းနဲ့ဆင်းသွားပြီဒုံနဲ့တော့ပေါင်းတော့ဘာလုပ်မလဲအဓိကဒီရင်ဘတ်ထဲမှာတတ်မှတော့ရေကိုချစ်တယ်ဆိုတဲ့စိတ်ဖြစ်လာဖို့လိုတယ်တတ်မှတော့အင်အားရှိမှတိုင်းပြည်အင်အားရှိမှမဟုတ်ဘူးတိုင်းပြည်အင်အားရှိမှတတ်မှတော့အင်အားရှိလာမှာတိုင်းပြည်ထဲမှာဘာလို့မှမရှိပဲတတ်မှတော့ရေဘာလို့ကြောက်မှရှိမှာစဉ်းစား တမတော်သားအမိတမတော်သားအဖမဟုတ်ဘူးပြည်သူသားအမိပြည်သူသားအဖအဲ့ဒီပြည်သူကမွေးဖွားလာတယ်တမတော်ပြည်သူကကျွေးမွေးခဲ့တယ်တမတော်မျိုးချစ်စာနေအောင်ဝေးရတယ်တို့စစ်တည်တယ်တချင်ကြီးတယ်ပြည်သူသားအမိပြည်သူသားအဖအဲ့ဒီမိဘတွေကမွေးလို့စစ်သားဆိုတာလည်းဖြစ်လာတာဟုတ်ပြီတမတော်ပေါ့ရလားမသိဘူးအခုပြည်သူစစ်မှန်တယ်လို့ခေါ်လိုက်တဲ့လူတွေအားလုံးစစ်သားတွေမဟုတ်ဘူးအရသားတွေအဲ့ဒီအရသားတွေပြည်သူတွေကလည်းစစ်တပ်ဖြစ်ခင်းလိုက်တယ်ပြီးတော့မှအဲ့ဒီစစ်သားတယောက်ရဲ့တောင်းဝန်နဲ့ဝတ်တရားတွေနဲ့အညီဒီနိုင်ငံတော်ကြီးအတွက် ပြန်ပြီးတောင်းထားတော့စစ်သားတယောက်ကတောင်းကစစ်မြေပြင်မှာအတက်ဆုံးမဟုတ်ဘူးမိမိနိုင်ငံကိုကာကွယ်စောင့်ရှောက်ဖို့မတေးအောင်ကြိုးစားရမှာအဲစစ်သားတယောက်တောင်းမတေးကြလားပဲမတေးအောင်ကြိုးစားပြီးနိုင်ငံကိုကာကွယ်ရမှာမင်းတို့ရဲ့ခွန်အားတွေမင်းတို့ရဲ့အသက်တွေမင်းတို့တန်ဖိုးတွေနဲ့ဒီတိုင်းပြည်ရဲ့အနာဂတ်တွေလုံခြုံမှုတွေကာကွယ်ရမှာစောင့်ရှောက်ရမှာတေးလို့မဖြစ်ဘူးမတေးအောင်နေမင်းတို့မတေးရင်အများကြီးကြိုးစားလို့ရစကန်တစ်ခု တိတ်ခံပြီးကာကွယ်နေတာဘာမှမကြောက်မသိတော့ဘာဖြစ်မလဲအဲ့စကန်းကြတော့ဘာဖြစ်စုပ်ပြီလေမင်းအသက်ရှင်နေအဲ့စကန်းကိုအချိန်မီးပြန်တိုက်လို့ရတယ်မင်းအသက်ရှင်နေတွေ့အဲ့မျိုးတွေအချိန်မီးပြန်တွေ့ရတယ်မနှုတ်သိတော့ဘာလို့မမြောက်ပြေးလို့မရဘူးတော့ပါတော့တယ်မသိဘူးလို့လေဒီနေရာမှာထားတယ်ရိတ်ခါလည်းမပြေးဘူးထောက်ပတ်မှုလည်းမလာဘူးအနေနဲ့ရိတ်ခါရှိတဲ့နေရာကိုသွားပြေးလို့မရဘူးမနှုတ်ရိတ်ခါရှိတဲ့နေရာရောက်ပြီးအဆောက်အဝါစားနိုင်ပြီအားပြည့်ပြီပြန်တိုက်ဒါမျိုးဖြစ်ရမှာဘာကြောင့်ပီဒီရက်ဒီအေးအေးဒီ တမလို့စခန်းကိုတခုတ်ကြီးတခုတ်တိုက်နေလေတို့တော့မနိုင်ပြန်ဆုပ်တယ်ပြီးလူပြန်ဆုပ်တယ်ပြန်တက်တယ်မနိုင်ပြန်ဆုပ်တယ်ဒါပဲအကြီးကြီးတိုက်တယ်ကျတော့ဘာဖြစ်လဲအောက်ခံလာတဲ့လူမစိတ်ကမရှိတော့ခေါင်းကမရှိတော့ဘာဆုပ်ပါဖြစ်လဲဆုပ်ပေးရတယ်ကိုမခမင်းစားမှအားရှိမှအားရှိမှတနက်ပြစ်နိုင်မှာမစားပဲအရှိအားမရှိအားမရှိတနက်မပြစ်နိုင်ဘူးဘာဖြစ်လဲအားရှိတဲ့ရန်သူကကိုနင်းသွားမှာပေါ့ဒါလေးတခုတတိတန်ကိုပြောတာတစ်အသက်ရှင်အောင်လေးနံပါတ်1အသက်ရှင်အောင်လေးနံပါတ်3 အသက်ရှင်မယ်မင်းတို့အသက်ရှင်မှဒီမင်းတို့ရဲ့နောက်ဆုံးမှရှိတဲ့ပြည်သူတွေအေးစီအေးလို့ရမှာအေးစီစားနိုင်မှာအေးစီကြောင်းဖွင့်ပညာသင်ကြားနိုင်မှာအေးစီအလုံးလုံးနိုင်မှာမင်းတို့တည်သွားရင်ဒီပြည်သူတွေဘာမှတွေးရစရာလဲမင်းတို့တည်လို့မရအောင်ကိုတက်ကိုထမ်းမထားအဲ့စကန်တစ်ခုကြာသွားလို့မဖြစ်ဘူးကြောက်ရှင်ပြတော့နော်မင်းတို့တက်ကိုမလို့ထမ်းမထားအစားသားတွေချစ်တယ်တက်မလို့စားတွေချစ်တယ်သူတို့ဘာအောင်စားလာလဲ ောက်လို့ကြလို့မင်းရှင်သူမကြီးတတ်ထည့်ပေါ်လိုက်ပါလားလို့မပြောနဲ့အယုံမှာမဟုတ်လားအမကကြတိကြလားစကားကောင်မငက်နေပြီလို့ပြောရင်ရိတ်ခါလာပို့ပေးမှာလားကြီးစားကုတ်နေပြီလို့ပြောရင်ရောင်းလာဖြစ်ပေးနိုင်မှာလားနောက်ကမိသားစုလှည့်ကြည့်စရာမလိုအောင်ပန်းမှုပေးမှာလားရိုးရှိမိလားအရှိမလည်းတိုက်နေရတယ်နောက်ကလည်းနောက်ကျောင်းလည်းမျိုးကိုစားဖို့လည်းကွက်ကိုရှာစားနေရတယ်ဒါအင်္ဂလိပ်ကိုတိုက်နေရမဟုတ်ဘူးဂျပန်ကိုတိုက်နေတာမဟုတ်ဘူးဖိနိတ်ခန်တိုက်နေတာမဟုတ်ဘူး ကိုယ်နိုင်ငံထဲမှာရှိတဲ့ကောင်းရမ်းသူကိုကိုယ်နိုင်ငံသားတက်မတော်ကခြေလုံးနေတာတို့ရနော်ပြောချင်တာအဲ့ဒါဖယ်နေရလို့မမီးနဲ့ပြောလေမထိုးမင်းနဲ့သက်ဆိုင်အောင်မေးတာစာပြနဲ့မေးတာဟိုကလည်းစာပြနဲ့ပြန်ဖြေတာဖြစ်စီအမှန်ဘယ်မှပြောရင်အဲ့ဒီဖြစ်စီအမှန်ကိုအဲ့ပုံကိုယ်တည်းလက်ထိုက်ရလာမမေးဘူးလာမေးဖို့လှုပ်လိုက်တဲ့ပုံကိုယ်တည်းကလည်းဟိုဘက်ကစောင့်ပြီးဖြေမဲ့ပုံကိုယ်တည်းနဲ့ level တန်းနေပြီပဲတဘောပေါ့မြန်မာနိုင်ငံဒီတိုင်းလေပတ်နေတာအဲ့အတွက် အသက်ကိုကိုတမ်းမထားမင်းတို့အသက်ဒီငါတို့အသက်ထက်အများကြီးတန်ဖိုးရှိတယ်ငါတို့ဒီချက်အများကြီးတန်ဖိုးရှိတယ်မင်းတို့တယောက်အသက်ရှင်နေတို့နောက်ကတရားလောင်းအေးဆေးအိတ်လို့ရတယ်မင်းတို့တယောက်ကြာသွားရင်တို့လူတရားလောင်းအိတ်မပြေဘူးဘာကြောင့်လဲမင်းတို့စကားတကူကြာသွားရင်အခုအရေးစုံနော်နောက်ဘာမှမနေဘူးဘာလို့ဘာကွဲမုတ်တီတိုက်ဖို့ဒီနေဖြစ်တယ်မုတ်တီကြာသွားပြီလှလှလှဖြစ်နေတယ် ဘာကွက်ရောက်လာပြီလှလလလဖြစ်နေပြီလေးစုရောက်လာပြီလှလလလဖြစ်နေနတ်စကုံရောက်လာပြီလှလလလဖြစ်နေပြီနောက်ဆုံးတော့ကတ်နေပြီဆိုလှလလလဖြစ်နေပြီလူတွေအဲ့တတိမနာဆောင်နေတာမင်းတို့ရဲ့အောက်ဘွဲတတိတွေကိုပြည်သူတွေနားထောင်နေရတာမင်းတို့ကဆုတ်လာပြီကြာလာပြီဆိုရင်ပြည်သူတွေနေကြမရှိတော့အဲ့စခန်းကုန်းပေါ်မှာလူတရာရှင်းရှင်းမယ်၂ရာရှင်းရှင်းမယ်၃ရာရှင်းရှင်းမယ်အမေအဲ့ဒီလူ၃ရာကိုယုံကြည်နေတဲ့အောက်မှာတပင်းကျော်ရှိတယ်ဟုတ်ပြီနော်အဲ့ဒီလူ၃ရာကျော်ခန်းလေးဆုတ်ပြလိုက်လို့ဒီတပင်းကျော်ကဟိုဘက်ကိုပြေးပြီဆိုရင် 好办嘛？的确，哎呀，妈嘞，费哪样事？大桥也不如没有庙，没得要哩，我得想哩。明天我得想你嘛，明天看下你想你嘛，搞回来嘛，等我太爽了嘛。再打电话来我，啊，得什么不病了？我得想你现在给我切猫咪，哪能我。